ကျမရဲ့မေတ္တရာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလန်းကတော့အခွင့်အကောင်းတစ်ချက်လိုအမည်ရတဲ့တရီတံဝေကရှဖွေရာအင်တောင်ရဲ့မူခင်ဖြစ်ရမယ့်ဇလန်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။တထေးကတော့မသိမြန်ကမိမိအိယာကရင်နေပြီးရှိစပွဲဝိုင်းလေးပေါ်မှာကနုကမှာခုံလေးနဲ့တင်ထားတဲ့ နာယီဝိုင်းလေးကိုကြည့်မိတဲ့နာယီလက်တံက12နာရီ15မိနစ်အချိန်ကို ပြသလျက်ရှိတဲ့ဇေဝါကိုသာအပြုတ်ပြီးအသက်ရှင်နေရတဲ့လင်းလူမမကြီးကိုမိမိအိမ်ခန်းရဲ့အောက်တည့်မှရှိတဲ့အခန်းမှာကောင်းမွန်စွာအိပ်ဆက်နေပြီးဖြစ်တဲ့မသိမြန်ရဲ့စိတ်တွေကလင်းဖြစ်သူတတိဥဒ္ဒဆိုင်ပေါ်မှာရုံရှာမုန်းတီးတဲ့စိတ်တွေနဲ့ပြင်းနေလျက်ရှိတဲ့ မသေးမြန်ကအေးရမာတာပြီးအတန်မပြေအောင်ခြေတံကိုဖော်နှင်းကပြတင်းပေါက်စီကိုလှမ်းလာခဲ့တယ်။အဲဒီနောက်ပြတင်းပေါက်မှာအတန်းအောင်အန်တို့နဲ့တင်နိုင်ချနိုင်ပြုလိမ့်နိုင်တဲ့အမှန်ပေါ်ကိုအနှဲငယ်အဘကိုမြင့်တင်လိုက်တယ်။ဩဒါဆိုင်အင်းရဲ့မန်ပြတင်းပေါက်မှမန်လေးကအပြင်းမဒုံမီမဖွင့်ရပဲအတန်းအောင်အလိုရှိသလိုတင်လိုက်ချလိုက်ပြုလုပ်နိုင်အောင်အန်တို့နဲ့ပြုလုပ်ထားတယ်။မကြမီကပဲမသိမြန်ကထိုအန်တိုးတွေကိုအတန်မမီစီရန်ကောင်းစွာပြုလုပ်ထားတယ်။ သူကပြတင်းပေါင်းမှာအန်ဒိုးမန်တကယ်ချက်ကိုထဲဝက်ခန့်ဘောကုံမြင့်တင်ရာသူတို့ပြုလို့ရမှာလေအနေငယ်များအတမထွက်အောင်လို့ညင်းသားစွာပြုလို့လိုက်တယ်။ဘာကြောင့်လဲဆိုတော့ညင်းသားစွာပြုလို့နိုင်ခြင်းကသူ့ရဲ့အကြံအထားမြောက်ရန်နီလန်းဖြစ်တယ်။အဲ့ဒီနောက်အတွင်းမှာမင်းတော့မထုတ်ပဲစေယုံသာ စေထားတဲ့အခန်းတကားစီကိုခြေဖွာပြီးတော့ရောက်လာခဲ့တယ်။သူတို့ပြုလို့ထားခြင်းမှာလေကြိုတင်ကြံရထားခြင်းဖြစ်တယ်။ ကိုအောင်မြက်ကလည်းထိုးဖိုးကြီးကဲ့သို့အိမ်မောကြနေပြီဖြစ်တယ်။အင်းဒီလူဒီသွားရင်အခက်ပဲငါ့ကြံလဲဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။တို့တို့တကူရင်းညင်းညူမိတယ်။အကန်တကားကိုဖွင့်ပြီးအပြင်ကိုခေါင်းပြုတ်ပြီးကြီးလိုက်တာအတန်ပလန်ကမကြားရအောင်။တဲအိမ်လုံးမှာကြဲလျှောက်တဲ့အိမ်မြောင်စုတ်ထိုးတယ်မဲမကြားရပဲ။သုတ်တန်တစားပြင်ကဲ့သို့တိတ်ဆိတ်လျက်ရှိတယ်။မသိမြန်ရဲ့အသေးခေါ်ချမ်းစီများနဲ့လှုပ်ရှားမှုတွေက ပဂရီယိုယိုလှုပ်စင်တဲ့ပိုပြီးတော့ဖြက်လန့်နေတယ်လို့ထင်မိတယ်။တတိပြုရန်အချက်နှစ်ချက်ကိုစဉ်းစားမိတယ်။ပထမအချက်ကဇင်းချက်မှာပထမမြောက်ပြင်းချက်ကလူနေရင်ကြည်ကနေမိတတ်ပြီးဒုတိယအချက်ကအောက်ကိုဆင်းတဲ့လေကားရဲ့အောက်ဆုံးအထစ်ကိုမရောက်မီအထစ်ကချောင်းနေလို့ခြေနေရင်အသက်မိတတ်တယ်။ထို့သောထိုအချက်တွေကပြောပါလောက်တဲ့အချက်များတော့မဟုတ်ကိုယ်တိုင်သိရှိနားလည်ပြီးပြီးဖြစ်တယ်။ အခန်းတွင်းကိုဝင်မိရင်ပဲအဖိုးကြီးမှအိမ်မောကြနေကြောင်းလို့ကောင်းစွာသိလိုက်ကြတယ်။စပွဲတင်တမီလေးကအသက်ကျောက်စီခန်းရှိဖြောတော်တော်မျက်နှာရှိတဲ့လူတယောက်ရဲ့မျက်နှာပေါ်ကိုကြားရောက်သွားသည်ဖြစ်လို့မျက်နှာမှာကမထမ်းရုပ်သားသားသားရှိနေကြောင်းလို့မြင်တွေ့ခဲ့တယ်။မသိမြန်ကခေါင်းရက်ပတ်ကြတဲ့မှန်ပြတဲ့ပေါက်စီကိုတော့ပြီးမှန်ပေါင်ကိုတပေးကမ်းမြအပေါ်ကိုမြင့်တင်လိုက်တယ်။တကောင်ကျော်လို့လေးတန်းတန်းတိုက်လာရင်ငါလဲအပေါ်ထက်ကနေပြီးမသိနိုင်မနေပါမလား။ ထို့သူတယောက်တည်းရေရွပြီးနောက်မသိမ့်မြိုင်ကယွန်းရှာမုံတီးတဲ့လင်းယောက်ျားရဲ့မျက်နှာကိုနောင်ဆုံးကြည့်ပြီးနောက်အခန်းတွင်းမှထွက်လာခဲ့တယ်။သူတတိကျတဲ့အရာက나이ကိုကြည့်ချင်းဖြစ်တယ်။나이လက်တံမှာ12နာရီနဲ့16မိနစ်သာရှိသေးလို့3မိနစ်မြောက်အချိန်တွင်းမှာအတက်ပါကိစ္စများအလုံးကိုပြီးစီဆောင်ရွက်ပြီးပြီဖြစ်တယ်။လေကားကိုမြေကဲသို့တက်ခဲ့တယ်ဈေးကြံကိုမြေကဲသို့ရောက်ခဲ့တယ်တကားကိုမြေကဲသို့ပိတ်ခဲ့တယ် ။ဇာတိတို့ကိုပဲကောင်းစွာတည်မြားနိုင်စေရောကိုပါမောဟိုင်းနေပြီဖြစ်တယ်။ဒါပေမဲ့မောနေလို့ကိစ္စမပြီးသေးနန်းနန်းလင်းအားကြီး၄နာရီခန့်မှလောက်ရန်ကိစ္စများရှိသေးတယ်။တကယ်လို့ထိုအကျန်စီကိုကြော်လုံရင်မိမိရဲ့အကျန်စီအလုံးပြတ်သွားမှာဖြစ်တယ်။ဒါနဲ့မသိမြန်ကမအိပ်စိရင်အိပ်ရမှာဒါပြီးလောင်အိမ်ထဲမှာလမ်းလျှောက်နေတဲ့ချင်းသေးမတကောင်လို့အခန်းထဲမှာဈေးညံလျှောက်နေလိုက်တယ်။လွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကထိုအိမ်ကြီးကိုရောက်လာခဲ့ရာ မဒင်းမြိုင်ကစင်းကြံရှောင်းရင်မိမိရဲ့ရှီဟောင်းနောက်ဖြစ်များကို ပြန်လေစဉ်းစားလျက်ရှိရင်ဩဒဆိုင်စီကို အလုတ်သွင်းပေးသူကမဒင်းမြိုင်ကိုပြောဖို့ရင်ဒီလူကြီးကလူတစ်မျိုးပဲဗျလူထူးဆန်းကြီးတယောက်ဆိုရင်တော့မမနိုင်ဘူးပေါ့ဒါပေမဲ့တစ်ဖက်သားကိုတော့ရန်စာတက်တဲ့လူမျိုးမဟုတ်ဘူးဗျတစ်မျိုးတော့တစ်မျိုးပဲပတ်စံလေအင်မတန်ချမ်းသာတယ်ဒီလူကြီးဟာရှီဟောင်းပစ္စည်းတွေကိုသူ့နောက်ဖေးရတိုက်ထဲမှာတခါရေပြားတဲ့သဘောမျိုးနဲ့စီစဉ်ထားရတူဗျာ သူရာဇဝင်နဲ့သူခင်ချင်းပြသထားတာကျွန်တော်ကြားရတယ်လို့တော့တမ်မတော်မောကွန်းတိုက်ကသူ့ပစ္စည်းတွေကို9သိန်းတောင်မှပေးဝယ်တယ်လို့ပြောတယ်။ဒလာပဲအဖိုးတန်သလားရှင်။တန်နာပေါ့မသိမြန်ရ။သူနေတဲ့အိမ်ကလည်းနှစ်ထပ်တန်အိမ်ကြီးပြ။သူ့ပစ္စည်းတွေထားဖို့နောက်ဖေးဘက်မှာတိုက်လေးတက်တက်ရရလေးစောက်ထားတယ်။ဇနေနေ့တနင်္ဂနွေနေ့တွေမှာအပြင်လူတွေကိုဝင်ခွင့်ပြုတယ်တဲ့။တခြားနိုင်ငံသားတွေတောင်မကြခဏလာကြည့်တယ်လို့ဆိုပဲ။အင်းတိတ်ပြီးတော့ထူးဆန်းတာပဲနော်။ထူးဆန်းတယ်လို့တော့မဟုတ်ဘူးဗျ။ ဟိုးရှိကရာဇဝင်ရပစ္စည်းတွေဆိုတော့တန်းတာပေါ့ဗျ။ဒါနဲ့ကျမလောက်ကဘာလို့အမှလဲရှင်။အိမ်တော်ကိုထိမ့်သိမ်းရမှာပေါ့။ဟင်းရလေးဘာလေးနည်းနည်းပပလေးပြင်ပေးရမယ်။အဖိုးကြီးကအမေကြီးကိုစိတ်ချမ်းသာအောင်လို့ပြုစုဖို့လူရှာတာ။အားရှင်လေသူပြလိုက်ကုန်။နည်းနည်းပပကြီးစုပြင်ဆင်ပေးရမှာပေါ့။ဒါပေမဲ့လာကတော့ကောင်းကောင်းပေးတယ်လူဗျ။ဘယ်နည်းနဲ့မစို့။သူများပေးတဲ့လာကတည်းပို့ပေးတယ်လူ။အင်းကောင်းတာပေါ့ရှင်။ပြီးတော့သူ့ကိုစကားပြောရင်အကိုကြီးလို့ခေါ်တော့သူကအကိုကြီးလို့ခေါ်မှကြိုက်တာ။ ဟုတ်ကဲ့ခေါ်ပါမယ်ရှင်ဒိုကဲ့သို့လာကကောင်းခြင်းကမတင်းမြန်ရေဘွားခေးကိုတမျိုးတဖုံပြောင်းလဲစီရောရင်ပြီးတဲ့လာကမှလည်းငင်း၍မပေလောက်အောင်ဆွဲဆောင်မှုရှိရင်ဒို့တော့ဦးတော်စင်းကအလုံးလျှောက်ထားသူမတင်းမြန်ကိုကိုရန်ခေါ်ယူမေးမြန်းစီကြည့်ရာမိကွင်းတချို့မှာ အလုံးနဲ့တစုံတရာမသက်ဆိုင်ပေမတင်းမြန်ရဲ့မိဘဆွေမျိုးအလုံးအကန်အခြေအနေကြရခုလက်ရှိနေတိုင်းပေါ် ကျောတော့နောက်ခံစားပြီးမသိမြန်ရဲ့ဇာတိစင်းမြင့်တိတိကြကြပေါ်လာအောင် တနည်းအားဖြင့်လှဲ့ပတ်မိတတ်တဲ့မိခွေးများသာဖြစ်တဲ့ဥဒဆိုင်ကမိခွေးများကိုဆက်လက်ထုတ်ရာမသိမြန်ရဲ့မိခင်ကြီးမှနာတာရှိဖြစ်ပြီးဇေဘဝါကများအလွန်ကုန်ကြခဲ့ကြောင်းဒီကံဒီမှာဆောင်းဝင်းကိုခေါ်ပြလို့အဖိုးတိုက်တဲ့နေဆေးများကိုထိုးရခြင်းဆောင်းဝင်းကိုသာမကသူနာပြူများကိုပါပေးရခြင်းဖြင့်အာဒုဘကိစ္စကိုလည်း လက်ထဲမှာရှိတဲ့ငွေလင်းနဲ့ကြီးကြီးကျယ်ကျယ်ဆောင်ရွက်လိုက်လို့ယခုအချိန်မှာမိမိမှာငွေကြီးဆိုလို့တပြားတစ်ချက်မှမရှိကြောင်းလို့အတီလင်းဝန်ခံခဲ့တယ်။ဂျေနတ်လောက်တဲ့မိခွင်းကိုမသိမ်းမြိုင်ထဲမှာညှစ်ထုတ်မိပြီးနာအိုသားဆိုင်ကမသိမ်းမြိုင်ရဲ့မျက်လုံးစုံကို၎င်းတောင်တင်းတဲ့ကိုကာယကို၎င်းခြုံပြီးတော့ကြည့်လိုက်တယ်။ဒါကြောင့်မသိမ်းမြိုင်ရဲ့စိတ်ထဲမှာမလုံးမလဲဖြစ်ပြီးအတော်လေးအနေရခက်သွားတယ်။အသက်ကဘယ်လောက်ရှိပြီလဲ။28နှစ်ပါရှင်။အိမ်တောင်မရှိဘူးနော်။ ဟုတ်ကဲ့မရှိပါမို့အကိုကြီးအသက်ကလေးကလည်း20ရှိနေရုပ်ရည်လေးကလည်းဖြောင်းဖြောင်းနဲ့တောင်းတောင်းဒင်းဒင်းဆိုတော့ပိုးသူပန်းသူတွေတော့အင်မတန်ပိုးပါပဲနော်။အင်းဟုတ်ပြီကြုံတင်းပြီပြီအခုချိန်ထိအပြိုကြီးဖြစ်နေတယ်ဆိုတာအမေကြီးလှုပ်တဲ့လူကနှင်းစီငုံနာလာပြီးကတ္တမပြားရီကိုအတင်းမောင်းထုတ်နေလို့နေမှာဗျာ။မတင်းမြိုင်မှာရှက်သွေးမွန်ပြီးမျက်နှာတစ်ခုလုံးနေမြန်သွားတယ်။သူတို့အလုံးမရမှာဆိုလို့တစုံတရာပြန်လဲမပြောမိရင်ကြိုးစားပြီးမြို့သိလိုက်တဲ့ မိခွင်းများပြီးတဲ့ကဥဒဆိုင်နဲ့မတင်းမြရဲ့အကြီးချင်းကိုမိမိသဘောကြကြမတင်းမြမှာအလောက်ကိုင်မှာတက်လက်ဟန်ရှိုံသာမကအဝေးစားအနေတိုင်းအပြောဆိုမှစားပြီးတသက်ရရရှိတာကိုပုံမိုနှစ်သက်ကြောင်းလို့ကြီးကျူးပြီးအလောက်ခံလိုက်တယ်မိမိကိုအလောက်ခံတဲ့အတွက်ယေရှုတင်မှာကြောင့်မသိမြန်ကပြန်ပြောတဲ့အခါဥဒဆိုင်ကအကိုကြီးခန်းလိုက်တာကတခြားเจ้าညာမဟုတ်ဘူးမသိမြန်မသိမြန်ကဖြက်လက်သွက်လက်တယ် အိမ်ဒီရရဲတက်တက်ရရရှိတယ်။ပြီးတော့မျက်နာကိုကကြီးရတာချက်တည်ရှိတယ်။ဒီအကြောင်းနေကြောင်းပဲပြီးတော့တခုပြောအောင်မေးအကိုကြီးကလူချင်းသားဆိုရင်ဘာမှဆိုရအောင်ယူတတ်တယ်မရဘူးမရှိစေရဘူးဘလောက်တန်မိုးပေးရပေးရဝယ်ပြီးသားပဲနော်ဒီလိုနဲ့မသိမြန်ကတတိဥဒဆိုင်ထမ်းမှာအလုံရခဲ့ခြင်းဖြစ်တယ်အလုံးဆက်ဟပ်ပြီးသူပြောတဲ့အတိုင်းအလုံးမှမများလာပဲအင်အားစိုက်ထုတ်ပြီးပင်မကြီးလာရဲ့အလုံးကိုလည်းမလုံးရအောင် ။ဦးသားဆိုင်ရဲ့ဇနီးတော်ရှင်မှာအသက်55နှစ်ရှိရာ ဖော်ရွေတဲ့မိမကြီးတယောက်ဖြစ်တဲ့အပြင် မသိမြိုင်ပေါ်မှာသမီးအရှင်ဒူမအရှင်ကဲ့သို့စောင့်ရှောက်သူဖြစ်တယ်။ဦးသားဆိုင်မှာမိမကြီးတန်း9နှစ်ခန့်ငယ်ပြီးဒေါ်ရှင်အပြင်ကိုအလဲပတ်သွားတဲ့အခါမှလကောင်ခီးထွက်တဲ့အခါမျိုးမှလကောင်ဦးသားဆိုင်ကမသိမြိုင်ပေါ်မှာဗလကာရအမူအရာမျိုးကိုမပြဘဲမျက်လုံးတောင်းတစ်ဖက်မှာအလွန်အထိပ္ပယ်ပါတဲ့အမူအရာမျိုးနဲ့ကြီးနေတဲ့ကြောင်းလိုထင်မိတယ်။ မသေးမြိုင်ကတတိကရော်ကြီးဒေါ်ရှင်ကိုပြန်ပြီးတော့တတိရှာမိတယ်အသက်55နှစ်သာရှိတော့လေငယ်စဉ်ကလှပရဲ့လက္ခဏာကတချို့ကိုခန္ဓာအစိပ်ပိုင်းတွေမှာထင်ရှားသွားကြသည်ဩဒဆိုင်ကအဖိုးတန်ရှိအောင်ပစ္စည်းများကို အဖိုးအမြောင်းများပေးပြီးဝယ်ယူစုဆောင်တဲ့ကဲ့သို့ဒေါ်ရှင်ကိုလည်းနုနေပြုံးမြလှပချုံမောစင်ကကအဖိုးအသားနာပေးပြီးဝယ်ယူခဲ့ဟန်တိုးတယ် ဒေါ်ရင်သေးဆုံးပေါ်မှာလည်းအတော်လေးထူးဆန်းနေလို့ထင်ပြီးတယ်။ညင်ဦးချင်းရှားဝင်လာခြင်းကဒေါ်ရှင်မှာကောင်းမွန်စွာရှိတော်လေ။ညင်တကောင်ရင်ကြော်တဲ့အခါမှာရုတ်တရက်လေးထိုးပြီးသေဆုံးရခြင်းမှာလည်းတန်တရားဖြစ်ဖွယ်အကြောင်းလိုအောင်မိမိတယ်။ဘလိုပဲဖြစ်စေဒေါ်ရင်သေးဆုံးပုံကိုမိမိမတပါဘသူမှမယုံမကြည်ဖြစ်ဟန်မတူကြောင်းပြည်စည်းဥစ္စာနဲ့ပြည်ဆောင်ခြင်းဆိုတဲ့ဂုံကလွှမ်းမိုးထားခြင်းဖြစ်တဲ့ ဒေါ်ရင်တည်ဆုံတဲ့နောက်တနေ့မနက်မှာပဲဦးသားဆိုင်က လိုအပ်တဲ့စီစဉ်များကိုဆွေးနွေးကြံမသိမ်းမြိုင်ကိုသူ့ရဲ့လောက်ခန်းကိုခေါ်လိုက်တယ်။ကဲဘန်းနဲ့လဲမသိမ်းမြိုင် အကုတ်ကြီးကတော့မိမကြီးလဲဆုံးပြီမသိမ်းမြိုင်ဘလို့များစီစဉ်ထားလဲရှိရင်လဲအကုတ်ကြီးကိုပြောဆက်မအောင်ဟုတ်ဟုတ်ကဲကျမသဘောကဒီမှာဆက်နေလို့မကောင်းတော့ဘူးကျမဆိုတာကလည်းဒီလိုပါပဲလေကျမဆက်ပြီးနေလို့မကောင်းတော့ဘူးလို့ထင်လို့ပါဒီလိုဆိုပါတော့ ကျုပ်ကလည်းလွတ်လွတ်လပ်လပ်ခမရလည်းမေးမချော့အိမ်မှာနှစ်ယောက်တည်းမလားဒီဟာတွေကျုပ်တို့ပြောမှာမဟုတ်ဘူးနော်ပဝင်းချင်းကပြောနေကြမှာအကိုကြီးကတော့မသိမြိုင်စွန့်ပြစ်မသွားချင်မှာမို့ဒီတော့ရှားနိုင်ပဲဆိုရင်တမန်းကမမုံကိုအိမ်မှာခေါ်ထားပြီးအကိုကြီးကိုချက်ပြုတ်ကြည့်ဝေကြီးဝင်းငယ်ပြုတ်နောက်ပြီးတော့တလကိုသတင်းနေပြီးမှကျွန်မသွားမှာပေါ့တိတ်ကောင်းနေကြမ်းပဲကွာကောင်းပါလေဒါပေမဲ့အကိုကြီးမှဒီတက်ကောင်းတဲ့အစီအစဉ်ရှိတယ် ။ဥသာဆိုင်ကစပွဲမှထားပြီးမသိမြိုင်တိုင်းနေတဲ့ကလဲတိုင်းနောက်မီပေါ်မှာလက်တင်ပြီးမသိမြိုင်ရဲ့ပကုံးသားလေးများကိုစုကန်လိုက်တဲ့အကိုကြီးအစီစဉ်ကဘာလဲပြောစမ်းမအောင်မသိမြိုင်ဒီမှာအမြင်နေရမယ်အကိုကြီးကိုလက်ထက်ရမယ်ဒီအားကောင်အကိုကြီးအရင်ကလေးကကြံစီထားရမလားအမကြီးလောင်းကမြင်မကြသေးဘူးအိမ်ပေါ်မှာရှိသေးတယ်။အော်မရှင် မရှင်တေးချပြီပေါ့ကောင်းရဒုက္ခတိလာပါစေကွာအမကြီးကအင်မတန်သဘောကောင်းတယ် ကျမပေါ်မှာလေတမီးရှင်းလို့ပါပဲ။တေမင်းကအကိုကြီးကိုခေါ်ရမှာအကိုကြီးကိုမခေါ်ပဲအမကြီးကိုမှရွေးခေါ်တော့တာကျမဖြစ်တိတ်ငန်အော်တယ်။တေမင်းဟုတ်လားမသိမြန်အကိုကြီးကတော့ဒါလေးကိုမယုံဘူး။အကိုကြီးကတရေတစ်ပတ်ကြီးပဲ။ဆိုပါတော့တရေတစ်ပတ်သူလိုချင်တာဘယ်နည်းနဲ့မဆိုရအောင်လုပ်တတ်တဲ့တရေတစ်ပတ်မျိုးပါ။အကိုကြီးကလည်းအကိုကြီးနီးကျမလေကျမနီးရှိတယ်။ကျမပစ္စည်းတွေကိုယူပြီးကျမခုပဲသွားမယ်။စိတ်ချပါမသိမြန်မင်းကြုံများပဲဖြစ်ရမယ်။မင်းကြုတ်လက်တွင်ရနေဘယ်နည်းနဲ့မှမလွတ်နိုင်မှာမဟုတ် အဲ့လေကြည့်ရသေးတာပေါ့ဥသာဆိုင်ကဖီထားတဲ့လက်ကိုလွတ်ပေးလိုက်တယ်မသိမ်းမြန်ကကလေးတိုင်းမထားပြီးအခန်းတွင်းကိုလင်းမြန်စွာထွက်သွားတယ်အထုပ်ဘုတ်ကိုပြင်စီရန်မသိမ်းဆိုင်မှာပစ္စည်းအမြောက်များမရှိပါရှိသမျှအဝေးစားလေးကိုလက်ဆွဲတရေအိတ်ထဲမှာကြပြာကြရနဲ့ထိုးသွင်းပြီးလက်ဆွဲအိတ်လေးကိုအကိုင်းကအောက်ထက်ကိုဆင်းလာခဲ့တယ်လေကရင်ကိုရောက်တဲ့အခါတရေအိတ်ကိုခေတားမြချပြီးအငားမော်တော်ကတစည်းကိုခေါ်ရန်တယ်လီဖုန်းထားတဲ့အခန်းထဲကိုဝင်သွားတယ် အခန်းထဲမှာပြန်ထွက်လာတဲ့အခါလေကယ်ကြီးမှခါထုတ်ပြီးရန်နေတဲ့ဦးသားစိန်နဲ့မျက်နှာချင်းဆိုင်ဆုံးတော့တယ်။ဘူဒာယုံကိုကျုပ်ကနဲ့လိုက်ပို့ပေးရမလား။မသိမ့်မြန်ကစကားပြန်မပြောဘဲတခြားဘက်ကိုမျက်နှာလှဲပြီးတနာစီကကောင်းလိုက်လေကွယ်မင်းတသက်အချိန်ဖြုံးနေတယ်မင်းငါးစီပဲပြန်လာရမယ်။ဒိုနီညနေ၄နာရီသက်သာခန်းမှာဘကုမျိုးဘူတာယုံအထက်ပေါက်နေမှာခီးသည်များစုပြုံနေတဲ့အထက်ကလက်ဆွဲတည်းရီအိတ်လေးကိုခြင်ထားပြီးမသိမြိုင်လေးလိုက်ပါလာခဲ့တယ်။ မြင်းသားဘုကိုတက်မဲ့မျိုးမှာမိမိအနေကိုချင်းကပ်လာတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ကြတယ်။ဒီကရန်ကုန်ကမသိမြိုင်ဆိုတာမှတ်တယ်။ဟုတ်ပါရဲ့ရှင်။ကျမနာမည်မသိမြိုင်ပါ။တထေဦးသားဆိုင်စီမှာအလုလုတဲမှတ်တယ်။ဟုတ်ပါရဲ့ရှင်။ကျုပ်တို့ကရေးရရှိတွေပါ။ဒီလိုပြတထေဦးသားဆိုင်ကသူပြတဲ့ကအင်မတန်အဖို့တိုက်ပြီးငွေနဲ့ဝယ်လို့မရနိုင်တဲ့ပစ္စည်းတခုပျောက်သွားရလို့လာတိုက်နေ။ ဒီပစ္စည်းကိုလေသူ့ဝင်ကလှုပ်ထွက်သွားတယ်။စရေးမမသေးမြိုင်ကတိတိစိတ်ယူသွားသလားလို့တန်တရားဖြစ်ကြောင်းလို့ပါပါတယ်။ဒီတိုင်းချက်ကြီးနေကြကျွတ်တို့ကလာရောက်မေးမြန်းတာပါ။ဟုတ်ကဲ့ဘာပစ္စည်းလဲရှင်။မင်းနှောင်းဖျားကြီးအမြဲတော်မှုတဲ့ငွေနာဘူးလို့ထင်ပါတယ်။နာဘူးမှပရမ်းများလေးလုံးညာလေးလုံးစီထားတဲ့တဲ့။ကြံ့ကြံ့မှန်မှန်ရှင်။ကျမစိတ်ဆိုးပြီးတော့ထွက်လာတာ။ဒါတွေလည်းအုံနောက်တယ်မရှိပါမို့။ရှာပါရှာကြည့်ကြပါရှင်။မတင်းမြန်ကိုဘူတာနီးစီလူကြီးလူကောင်တဝူးအင်ကိုခေါ်သွားပြီး လက်ဆွဲတရေအိတ်ကိုဥဆောင်ရှာဖွေရာလုံကြီးအခေါကြားထဲမှာညက်ထားတဲ့ဘလက်စတစ်ဘူးလေးတပုတ်ကိုတွေ့လို့မတင်းမြိုင်မှာမျက်လုံးတွေပြူးသွားတယ်။ကျမဘာမှမသိဘူး။ကျမတယ်လီဖုန်းပြောနေတဲ့အခိုင်မှာကျမတရေအိတ်ကိုဖွင့်ပြီးအဖိုးကြီးတက်တက်ထဲထားတာနေမှာမဟုတ်ပါမို့ရှင်။ကျမဘိန်းနီးနဲ့မှသူ့ပစ္စည်းကိုမယူပါဘူး။ကဲပါဗျာဒီကတော့တက်တယ်ဆိုတော့ရုံးချမှာပဲရှင်းပေါ့။ဒီလိုနဲ့မသေးမြိုင်မှာခုံမှုနဲ့အဖမ်းခံရပြီးရဲရကြီးများကမသေးမြိုင်ကိုရန်ကုန်ကိုခေါ်ဆောင်သွားတယ်။ အမုတ်ကိုရုံးကိုတင်စီစီတဲ့ကမတင်းမြန်ကဝင်းလုံးတူကိုငါပြီးထုချီလေးတယ်။သို့တော့ကိုရပါပစ္စည်းကိုတရားခံရည်တည်းအိတ်ထဲမှာတွေ့ရှိလို့လက်ပူးလက်ချက်ရရှိတဲ့ကိစ္စမှာဥပဒေကိုလွဲဖက်ရည်မရနိုင်မှတရားခံမှာမိမသားဖြစ်လို့ယူသားဖြောင်းမဲ့သူတယောက်ဖြစ်တော်လေအထောက်ထားကမကင်းနိုင်ခင်မတင်းမြန်ငါရှင်းတဲ့ဝင်းလုံးကိုရင်ကမတင်းမြန်ပေါ်မှာတန်ရာဖြစ်နေမိတယ်။နောက်ဆုံးမှာမတင်းမြန်မှာတောင်းနှံတဲ့နေ့အပြစ်ပေးခြင်းကိုခံလိုက်ရတယ်။ ကိုလာခန့်ကြတဲ့အခါမသိမြန်ကထောင်ထဲမှာအချင်းစာရိတာကောင်းမွန်ခြင်းနဲ့အလောက်ကိုတည်သက်စွာလုံမှုကြောင့်ထောင်ကနေလွန်မြောက်ခဲ့တယ်။မသိမြန်မှာငွေလည်းမရှိ၊ဈေးမျိုးညံဒီလည်းမရှိ၊ဈေးကောင်းမျိုးကောင်းလည်းမရှိ။စူဆောင်းမိတဲ့ငွေနဲ့လက်ဝဲလက်စားတချို့မှလည်းအမှုဖြစ်ရာလိုက်လိုကုန်ပြီ။ကိုလန်နွမ်းရှိကစိတ်တက်လေကြာစင်းနေပြီဖြစ်တယ်။သောသောဝမ်းထဲမှာအခဲမကြည့်နိုင်တဲ့အရာတခုတော့ရှိတယ်။ ထိုရာကမိမိပေါ်မှာမတရားကြံစီခဲ့သူကိုလက်စားချေလိုတဲ့စိတ်ပဲဖြစ်တဲ့ဒိုမတရားမှုကြီးကိုမြည်တိအနေနဲ့မှခွင့်လွှတ်နိုင်မှာမဟုတ်ဒိုလက်စားချေခြင်းတဲ့စိတ်ကမိမိရဲ့စိတ်ထဲမှာမိတောင်မိဘတွေပေါ်မှာတောက်လောင်နေခဲ့တဲ့တောင်ပေါ်မှာထွက်ရင်ထွက်ခြင်းပထမမြင်လိုက်ရတဲ့အခါကတထေဥဒဆိုင်ရဲ့ကားကြီးဖြစ်တဲ့ကားနှစ်ပေးမှာဥဒဆိုင်ကမတည့်ရလျက်ရှိတဲ့မသိမြန်ကကြက်တိသေးပြီးကြောက်ရွံ့တဲ့ကဲ့သို့မလှရှားနိုင်ပေ ထောင်နေရန်ကုန်ပြီးပြီးရက်နေလိုက်တဲ့။ဥသာဆိုင်ကမသိမြိုင်ထံကိုရောက်လာပြီးတွဲယူပြီးခေါ်တော့တယ်။ဘန်းနဲ့လည်းမသိမြိုင်အကိုကြီးတင်လိုက်တဲ့သင်ငန်းစာလေးတခုတော့ရာတော့ပြီမလား။ဘန်းနဲ့လေကွမင်းတယောက်မဟုတ်လား။အကိုကြီးကိုစမ်းကြည့်နေလူကလူမမသိဖြစ်သွားမေ။ကဲမမိုင်းနဲ့တော့ကလေးမကားပေါ်ကိုတက်ကားတကားကိုဖွင့်ပေးပြီးနာမသိမြိုင်ကိုနောက်ကနေမသိမသားလေးတွန်းပို့လိုက်တဲ့အခုဘယ်ဦးမောင်းမလဲတရားရုံးကိုလည်း အခု၁၇နာရီပဲရှိသေးတယ်အချိန်တော်ပဲဟိုရောက်တော့ဘာမှစိတ်ကြဲမနေနဲ့တရားသူကြီးရှေ့မှာလက်ထပ်လိုက်မယ်။အိုးဘလို့မှမဖြစ်နိုင်ဘူးမသေးမြိုင်ကထောင်ထက်တရားပြီးတော့အကိုကြီးကိုမုန်းနေတယ်မင်းမတရားအကိုကြီးလက်ထပ်ယူမလို့လားကျမလို့ရပဲသွားပြရစီမင်းကမုန်းတယ်ဆိုပြီးမှအကိုကြီးကမှမမုန်းမေပြီးတော့မင်းဟာထောင်ထက်တရားမင်းကိုဘယ်သူကအလုပ်ပေးမှလဲမသေးမြိုင်မှာအဖက်ဖက်မှာအားကိုးရမယ်ဖြစ်လို့မျက်စိကိုစုံမိပြီးဦးသားဆိုင်ပြောစကားကိုမပေရှားနိုင်ခင် ဒီလိုနဲ့ဥသဆိုင်က မသေးမြတ်ကိုဒီအယုံကိုခေါ်ဆောင်သွားပြီးလက်ထဲလိုက်တဲ့ဥသဆိုင်အိမ်မှာခိုင်းထားတဲ့လူကဥအောင်မြတ်ဖြစ်ပြီးအသက်၄၀သာရှိလို့စာပေပညာအမှုပညာတယောက်ဖြစ်တဲ့ကျောင်းသားနဲ့ရှင်းအောင်ပစ္စည်းရှာဖွေဘက်မှာကြမ်းကျင်နေမှသူဖြစ်လို့စကားနေပြီးအိမ်တွေရှိသူလည်းဖြစ်တဲ့မသိမြန်ကမိမိထက်အသက်နှင်းငယ်ကြီးပြီးပညာတတဲ့သူတယောက်ကိုမိမိရဲ့အတွေ့အခေါ်များကိုပြောပြရန်လကောင်အကြောင်းကိစ္စရှိကတိုင်မြင်ရန်လကောင် အဖော်တယောက်ရှိရင်ကောင်းမယ်လို့စိတ်ကူးမိတယ်။ဒီလိုနဲ့ဦးအောင်မြတ်ကိုချင်းခဲ့ဖူးတယ်။သို့တော့ဦးအောင်မြတ်မှာဥဒဆိုင်ကဲ့သို့ရင်းချက်အိမ်တွေရှိသူဖြစ်ပြီးမိမိကိုအရေးမဆိုင်တဲ့ကဲ့သို့နေလို့လဲလျှော်လိုက်တယ်။သူစမ်းမုံမှာဦးအောင်မြတ်ကမိမိကိုအရေးမဆိုင်တဲ့ကဲ့သို့နေတော့လေအမတ်မထင်နေတဲ့အခါမျိုးမှာဦးအောင်မြတ်ကမိမိကိုကိုးကြခိုးဝဲကြည့်နေတာကိုတခါတခါမြင်တွေ့ဘူးတယ်။ မသိမြန်ကမိမိရဲ့ရှင်အောင်နောက်ပြေများကိုအထက်ပါအတိုင်းစမြုပ်ပြန်ပြီးစဉ်းစားနေသည်များနိုင်ကိုမောကြည့်မိတယ်။အချိန်က၄နာရီတိုးရန်၅မိနစ်သာလိုတော့တယ်။ထိုအချိန်တိတ်ဆိတ်နေတဲ့အချိန်တွေမှာမာကျော်ရဲ့အရာတစ်ခုကိုလက်သေးနဲ့ချိန်နေတဲ့ကဲတို့တကြည်ချင်းမြည်တဲ့အတန်လေးကိုကြားနေရပြန်တယ်။ထိုအတန်ကိုကြားရတဲ့အခါမှာမသိမြန်မှာအတော်တန်အကြောက်ပြေးသွားတယ်။ဘာကြောင့်လဲဆိုတော့ဥဒါဆိုင်ရဲ့အခန်းပြတင်းပေါက်နှပေးမှာ ခိုးများကိုစားကြည့်ရန်တတံပတ်လေကန်ရှိပြင်ကျက်တစ်ချက်ကိုရိုက်ထားရင်ညနေဝီဒီဝီလင်းအချိန်မှာခိုးရီကလာရောက်ပြီးတော့စားတော့မှဖြစ်တယ်။အပေါ်ဓာတ်မှနေပြီးအောက်တက်ရှိပြတင်းပေါက်တကားများကိုပွင့်နိုင်ပိတ်နိုင်ရန်အပြားမှချိန်တက်ထားတဲ့ငါးထောင်ခန့်ရှိတဲ့ဝလုံးတစ်လုံးကအကန့်တော့မှအတင်းရှိနေခဲ့တယ်။ထိုဝလုံးကိုမတင်းမြတ်ရဲ့အနည်းတွေများလှမ်းခြင်းပြုလုပ်ထားခြင်းဖြစ်တယ်။ ဒီလိုနဲ့မသေးမြန်က အချိန်မကုန်စေပဲထိုဝလုံးနဲ့အောက်တက်ရှိဥဒဆိုင်ခန်းမှာအန်တို့တကယ်ရွက်ကိုတပြေးပြေးနဲ့အောက်ကိုတွန်းချပြီးပေးလိုက်တဲ့။အဲ့ဒီနောက်မိမိအခန်းပြတင်းပေါက်မှတကားကို ပြန်ပေးပြီးအေးကြပေါ်မှာခေတ္တများလဲလျောင်းလိုက်တဲ့။အပြင်မှာမိမိအခန်းတကားကိုခောက်တန်ကြလို့အေးကြမှာလန်နိုးတဲ့အခါခဏနာရီနဲ့ဆယ်မိနစ်ခန့်ရှိနေပြီဖြစ်တဲ့။ကောင်းမြတ်ဘာဖြစ်လို့လဲရှင်အလန်တကြားနဲ့အောက်တက်ကိုစင်းကြည့်ပါအောင်မင်းကတော့ မသိမ်းမြန်ကသူ့ရဲ့အကြံစီအထားမြောက်ကြောင်းဖြစ်လို့ဝမ်းသာပီတိဖြစ်မိတယ်။ဟင်ဘာဖြစ်လို့လဲရှင်။အောက်ထက်ကသာဆင်းလာခဲ့ပါမင်းကတော့မြင်ရပါလိမ့်မယ်။ဟုတ်ကဲ့ခဏလေးပါ။ကျွန်မကိုအင်းကြီးလေးဝင်လာအောင်မယ်။ဦးအောင်မြန်ကလေကားမှအပြေလွန်ဆင်းသွားပြီးခြေတံကိုကြားရတဲ့အခါမသိမ်းမြန်မှာတတိလစ်လို့မသွားစီရန်မိမိကိုယ်ကိုမိမိအတော်ပဲထိန်းသိမ်းမိတယ်။အခန်းထဲကိုဝင်မိရင်ပဲဥဒ္ဒဆိုင်ရဲ့ပါဇက်မှာအဟောင်းဖြစ်ပြီးမျက်လုံးများမိပြီးရှိနေကာ ကိုလုံးမလည်းဆန်းဆန်းကြီးရှိနေတာကိုတဆက်တည်းတွေ့လဲရတယ်။ဟင်အကိုကြီးအကိုကြီးဆုံးမပြီကောဟုတ်တယ်ဗျအကိုကြီးဆုံးသွားပြီ။အအေးလည်းမမိတယ်မမို့တရင်ပေါက်တွေလည်းပိတ်ထားတယ်။ကျုပ်တော်ဒီလိုမထင်ဘူးဗျ။အလိုဘာဖြစ်လို့လဲရှင်။ရှင်ကဘာဖြစ်လို့ဒီလိုမထင်တာလဲ။တက်တည်ရှိတယ်ဗျ။တက်တည်ဟုတ်လားဘာတက်တည်လဲ။ဒါပေမဲ့တက်တည်ဟာစကားမပြောတတ်လို့တော့ပါသေးရဲ့ဗျ။ဘာလို့လဲဘဲမလဲဟုတ်မလဲခမည်းတော်မှကြီးနေတယ်ဟာ။ မသိမြန်ကနောက်ကိုပြန်ကြည့်မိတယ်။အဝေးထဲတဲ့မန်ဘီယိုပေါ်မှာပြိုးကျတဲ့မျက်လုံးနဲ့မိမိကိုစိုက်ကြည့်နေတဲ့ငဖြူကြီးကိုတွေ့လိုက်ကြတယ်။ငဖြူကြီးကမသိမြန်တို့အိမ်မှာအလှမွေးတဲ့အကြောင်းလေးဖြစ်တယ်။ဒါဖြစ်လို့ဒီကောင်ကြီးကဒီခန်းလေးကိုရှောင်းနေပါလေ။မိဖို့တကားများပွင့်နေလို့လားမပြောတတ်ဘူး။ဘလို့ရောက်လာရဲဆိုတာအထင်သာကြီးပါဗျ။မသိမြန်ဒီမှာကြီးပါလား။ဦးအောင်မြတ်ကပြတင်းပေါက်ရှိရာကိုမသိမြန်ကိုခေါ်သွားပြီး ပြင်းင်းပပေါင်းပေါင်းပါနှင်းချီထားတဲ့ကြောင်ချီယာများကိုပြလိုက်တဲ့ငဖြူကြီးကနှင်းတော်ထဲမှာပြန်တန်းပြီးအန်တို့တကပောက်ကို မသိမ့်မြိုင် မပိမ့်မီလေးကဝင်လာခြင်းဖြစ်တဲ့ကျမ်းပြင်ကိုနှင်းထားတဲ့ချီယာတွေကကောင်းစွာမချောက်သေးပဲရှိနေတာကိုတွေ့ကြရတဲ့ကိုကလေးများအစာစားနေပြီးထင်မှတ်ခဲ့တဲ့တကြည်ချင်းမြည်တဲ့အတန်းကပြင်းင်းပပေါင်းကိုကုတ်ချစ်ပြီးတက်လာတဲ့ငါဖြူကြီးရဲ့ကုတ်ချစ်တန်းများသာဖြစ်တော်တဲ့ကဲမသိမ့်မြိုင်အမှုကထင်ရှားနေပြီဗျာ ဘသူတွေမသိမသိကျုပ်ကတော့သိတယ်ဒီတော့စက်တန်ကိုပဲတက်မလားကျုပ်ကိုပဲရှိုးမလားရွေးပြီးတော့10မိနစ်အချိန်ပေးမယ်မသိမြိုင်စက်တန်တော့မတက်ပြရစေနဲ့ရှင်ဥအောင်မြတ်ကိုပဲရှူပါတော့မယ်ဟုတ်ကဲ့ဇလန်လေးကိုအစောတီနာဆင်ပေးကြရတယ်။ဗီဒီယိုများလုံးကိုကျေးဇူးများကြည့်တင်ပါရရှင်။ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။